အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့သူ့ရဲ့အမေရိကန်နိုင်ငံရေးမဟာမိတ်လွတ်တော်အမတ်တူဂျာကတက်မောင်မှုတွေဟာလူသိရှင်ကြားအဆင့်ထိပေါက်ကွဲထွက်လာခဲ့ပါတယ်။ဂျော်ဂျီယာပြည်နယ်ကိုစားပြု Republican Party ဝင်အောက်လွှတ်တော်အမျိုးသမီးအမတ်တူဖြစ်တဲ့ Marjorie Taylor Greene ဟာအစင်လာအယထရမ့်ကိုအမေရိကန်ကာကွယ်ရည်တည်ခဲ့သူတူပါအခုတော့သူတို့နှစ်ဦးဟာလူသိရှင်ကြားအပြန်အလှန်ပုတ်ခတ်ဝေဖန်နေကြပါတယ်။ဂျော်ဂျီယာမှာလွတ်တော်အမတ်နေရာဒါမှမဟုတ်ပြည်내အုပ်ချုပ်ရေးမှုနေရာအတွက်ဝင်မပြိုင်ဖို့ထရမ့်ကအကြံပေးလိုက်တဲ့နောက် Grim ကသူ့ကိုစပြီးရန်လိုလာတာလို့ Trump ကဆိုပါတယ်။ November 15ရက်နေ့မှာတော့ Trump က Grim အပေါ်ထိုးနှက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး Majority သစ္စာဖော် Grim ဟာကြီးမြတ်တဲ့ Republican Party အတွက်အရှက်ရစရာတစ်ခုလို့အရေးသားထားခဲ့ပါတယ်။ Grim က Trump ဟာရွေးကောက်ပွဲမှာသူ့အတွက်မဲပေးထောက်ခံသူတွေကြုံနေရတဲ့လူနေမှုစရိတ်ကြီးမြင့်မှုတွေကိုဖြေရှင်းပေးဖို့လလုံးလောက်လောက်ဘာမှမလုပ်ဘူးလို့ဝေဖန်ခဲ့တဲ့နောက် Trump ကအခုလိုတုတ်ပြန်လာတာဖြစ်ပါတယ်။ ဂရမ်ကနိုင်ငံတကာပြည်ပခန့်တွေနဲ့အခွန်အခကိစ္စတွေမှာလဲထရမ့်ရဲ့အမူဝါဒတွေကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူကအပြင်းထန်ဆုံးစန့်ကျင်နေတာကတော့ Abstain Fund တွေနဲ့ပတ်သက်ပြီး Trump ကင်တွယ်နေတဲ့ပုံစံတွေကိုပါ Abstain Fund တွေကိုထုတ်ပြပေးဖို့ပြီးခဲ့တဲ့သတင်းပတ်ကအလွတ်တော်မှာအတိုက်အခံ Democratic in House တွေကထောက်ခံလက်မှတ်ရေးထိုးမှုတွေကောက်ယူခဲ့ရမှာ Republican အမတ်လေးဦးပူးပေါင်းခဲ့ကြပြီးအဒီထဲမှာ Grimley အပါအဝင်ဖြစ်ပါရှင်။